grade 2 physics chapter 2 session 3 ga basic electronic communication electronic satwe ye ye a che khan mya a chang go le in general ye bu ya a phin pyo ya an electronic communication system electronic satwe ye snit khu ma is composed of power the transmission the တင်းအချက်လက်ကိုထုတ်လွှင့်ခြင်း reception အဲ့ဒီတင်းအချက်လက်ကိုလက်ခံရယူခြင်း and processing of information processing low လို့အပ်တယ်လို့ပြုလုပ်တယ် information အဲ့ဒီတင်းအချက်လက်တွေ between two or more locations Nakoo နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုတဲ့ location တွေ with the use of electronic circuits electronic circuits တွေကိုသုံးပြီးတော့ electronic ဆက်သွယ်ရေးစနစ်ကြီးတစ်ခုမှာအဓိကက transmission ပို့တဲ့ဘိုင်းရှိမယ် reception လက်ခံတဲ့ဘိုင်းရှိမယ်ပို့တဲ့နေရာကနေလက်ခံတဲ့နေရာကို ရောက်သွားဖို့အတွက်ဂျားထဲမှာလိုအပ်တဲ့ process တွေလောက်ရတာတွေရှိတယ်အခုဒီမှာသူပြောထားတဲ့ between two or more locations လို့ပြောတော့နေရာနှစ်ခုဓာတ်ရိုက်ဆက်သွယ်တာလည်းရှိသလိုနေရာတစ်ခုတည်းကနေအများကြီးကိုဆက်သွယ်တာလည်းရှိတယ် ဥပမာ TV လွှင့်တာတို့ Radio လွှင့်တာတို့အဲ့ဒါဆိုရင်တခုတည်းရနေအများကြီးကိုဆက်သွယ်တာအဲ့တော့ဒီလိုဟာမျိုးတွေအတွက်ကိုလည်းလောက်ရတယ် The basic components of an electronic communication system Electronic ဆက်သွယ်ရေးစနစ်ကြီးတစ်ခုရဲ့ basic components အခြေခံအစိတ်အပိုင်းတွေကဘာတွေပါသလဲဆိုတော့ the transmitter လွှတ်ထုတ်တဲ့အပိုင်းပါမယ် the communication channel အဲ့ဒီသတင်းအချက်အလက်တွေစီမျောမဲ့ဂျာခန်မီဒီယံကြီးဝါယာဂျိုးနဲ့လွတ်မလားလေလိုင်းကနေလွတ်မလား fiber optics ကိုသုံးမလားအဲ့ဒါတွေအားလုံးကမီဒီယံတွေဖြစ်တယ် all the medium အဲ့ဒီ communication channel ကို medium လို့ခေါ်တယ် the receiver receiver ဆိုတာကပို့လွှတ်ပေးလိုက်တဲ့သတင်းအချက်အလက်ကိုလက်ခံမဲ့ကောင် အဲ့ဒါဒီ receiver ဥပမာ TV ဆိုရင်တော့သူ့မှာ transmitter မပါဘူး receiver receive တစ်ခါနဲ့အပိုင်းမပါအဲ noise noise က electronic electrical ဆက်သွယ်ရေးတွေအကုန်လုံးမှာအနောက်ရှက်တွေရှိမလူလားအပ်တဲ့ wave တွေပေါ်လာတယ် radio line ဖမ်းရင်ပို့ပြီးတော့တိတာမလူတဲ့အတန်တွေစူညံတန်တွေထွက်တယ် amplifier တွေဖွင့်တဲ့အခါတွေမှာတွေ့လိမ့်မယ်။ဆူညံတဲ့နေထွက်တဲ့ဓာတ်တွေက noise အဲ့ဓာတ်တွေက access source disturbance disturbance ဆိုတာအနောက်ချက်ကိုပြောတာ။ The block diagram of the general form of a communication system ဆက်သွယ်ရေးစနစ်ကြီးတစ်ခုရဲ့အခြေခံပုံစံကို block diagram နဲ့ဖော်ပြထားတယ်။ information source တဲ့အချက်လက်ကို စလွတ်မဲ့နေရာ information source သတင်းချက်လက်ကိုစပြီးတော့လွတ်ပေးမဲ့နေရာအဲ့ဒါကို message signal လို့ပြောတယ်ဆိုတော့အဲ့ဒီ message signal ထဲမှာဘာတွေပါမလဲဆိုတော့ bytes အတန်နဲ့ပြောတာရှိမယ်ဥပမာတယ်လီဖုန်းပေါ့ audio audio က electrical signal ကထွက်လာတဲ့အတန် audio music တခြင်းတွေ video ရုပ်ရှင်တွေ data လို့သူပြောတဲ့အထက်မှာ text စာသားတွေပါမယ်ရုပ်ပုံတွေပါမယ် image email email ပို့တာတွေပါဆိုတော့အဲ့ဒါတွေအားလုံးက message signal တွေအဲ့ဒီ message signal တွေက transmitter တွေကိုဝင်လာပြီး transmitter ကအဲ့ဒါကို transmitted signal အနေနဲ့လွှတ်လိုက်တယ် transmitted signal ဆိုတာဘာကိုပြောသလဲဆိုတော့တယ်လီဖုန်းလေးကိုကျွန်တော်တို့ကစကားပြောလိုက်တယ်အဲ့ပြောလိုက်တဲ့လုပ်အတန်ကို တယ်လီဖုန်းရဲ့မိုက်ခရိုဖုန်းကလျှက်စစ် electrical signal ဖြစ်အောင်ပြောင်းပေးတယ်။ပြီးရင်နောက်တစ်ဆင့်က electromagnetic wave ဖြစ်အောင်ပြောင်းပေးတယ်။ပြောင်းပြီးတော့မှအဲ့ဒီ electromagnetic wave က transmitted signal အနေနဲ့ထွက်သွားမယ်။ဘယ်ကိုထွက်သွားမလဲ channel တွေကိုဝင်သွားမယ်။ electromagnetic wave တွေစီးမျောသွားလာနိုင်တဲ့ medium တွေကိုရောက်သွားမယ်။အဲ့ဒါလို့သွားနေတဲ့အချိန်မှာ noise တွေဝင်လာနိုင်တယ် တခြား source တွေကဝင်လာနိုင်တာရှိတယ်။ listen နဲ့ဝင်လာနိုင်တာရှိတယ် noise တွေဝင်လာမယ်။ပြီးတော့သူကဆက်သွားပြီးတော့ receive signal အနေနဲ့ဘယ်ကိုရောက်သွားမလဲ receiver ကိုရောက်သွား။ receiver ကိုရောက်လာတဲ့အခါမှာသူက electromagnetic wave အနေနဲ့ပဲဝင်လာမှာ။အဲအဲ့ဒါကို message signal message signal ဆိုတာလူကလက်ခံလူနားထောင်မယ်ဆိုရင်ပေါ့လူနားထောင်မှာမဟုတ်ဘူး recording လုပ်ထားမယ်ဆိုတော့ဒါတမျိုးပေါ့ အခုကျွန်တော်ပြောနေတာလူနားထောင်မှုအတွက်ကိုတယ်လီဖုန်းအခြေခံပြီးပြောပေးတယ်။လူကနားထောင်မယ်ဆိုရင်ခုနဝင်လာတဲ့ electromagnetic wave ကနေ electrical signal ဖြစ်ရမယ်။အဲ့ဒီ electrical signal ကိုမှ sound box ကနေပြီးတော့လူနားလည်နိုင်တဲ့အသံဖြစ်အောင်ပြောင်းပေးမယ်။အဲ့ဒါကို use of information သုံးတဲ့သူကအဲ့ဒါကိုလို့သလိုသုံး analog signals analog signal ဆိုတာကလူအသံလိုပဲသူကတစ်ဆက်တစ်ဆက်သေးသောအသံရှိတယ်။ digital လိုမျိုး01 01 01အဲ့လိုမဟုတ်ဘူးဟိုမှာက0ကနေ1ပြီးရင်0 -1 အဲ့လိုမျိုး sin wave တခုလိုမျိုးသူကတန်ဖိုးအမျိုးမျိုးရှိနေရတာက analog signal human vibes လို့အသံ or digital signals digital signals က binary data လို့ခေါ်တယ်ဥပမာကျွန်တော်တို့ ကွန်ပျူတာတွေကနေစာတွေရိုက်လိုက်ပြီးဆိုရင်အဲ့ဒီစာတွေကဟိုဘက်ကိုဆက်သွားတဲ့အချိန်မှာသူက digital signal ဖြစ်အောင်ပြောင်းပေးပြီးတော့မှသွားတယ်။အဲ့ဒါ binary data are inputted or input inputted ထည့်လိုက်တယ်။ through the system system ကြီးတဲ့ကိုထည့်ပေးလိုက်တယ်။ processed within the electronic circuits အဲ့ဒီမှာ electronic circuits တွေကိုသုံးပြီးတော့လိုသလိုပြုပြင်ပြောင်းလဲတယ်။ for transmission ပို့လို့ရအောင်လို့ပို့လို့ရအောင်လို့ဆိုတာကဘာနဲ့ပို့မှလဲဆိုတဲ့ပုံမှာမူတည်တယ်။ရိုးရိုးလေလိုင်းတွေကလွတ်မယ်ဆိုရင်တော့ electromagnetic wave ဖြစ်အောင်လုပ်ရမယ်။အဲ့လိုမှမဟုတ်ဘူး fiber optic cable တွေထည့်မယ်ဆိုရင် fiber optic cable တွေကို ဖြတ်သန်းလို့ရတယ် signal ဖြစ်အောင်ပြောင်းရမယ်။မဟုတ်ဘူးရိုးရိုးဝါယာဂျိုးနဲ့ပို့မယ်ဆိုရင်ရိုးဝါယာဂျိုးထဲမှာသွားလို့ရတဲ့ signal ဖြစ်အောင်ပြောင်းပေးရမယ်။ and then decode it by the receiver decode it by the receiver ဆိုတာကဒီဘက်ကပို့လိုက်တဲ့အချိန်မှာသူ့ကို encode လုပ်လိုက်ရတယ်ကျွန်တော်တို့ကသာ keyboard ကနေပြီးတော့ a လို့ b လို့ c လို့ဓာတ်တွေကိုရိုက်နေတာအဲ့ဒီရိုက်နေတဲ့ဟာတွေအားလုံးကို encoder လို့ခေါ်တဲ့ electronic circuit ကလေးကသက်ဆိုင်ရာ digital number တွေဖြစ်အောင်ပြောင်းပေးတယ်ပြီးရင်အဲ့ဒီ digital big string အနေနဲ့ သူကသွားမယ်။သွားပြီးတော့ကိုဘက်ကိုရောက်သွားမယ်။ရောက်သွားရင်အဲ့ဒါကိုလူနားလေတဲ့စကလုံးနေပြန်ဖြစ်အောင်လို့မလုပ်ရတယ်လေဆိုတော့ decode လုပ်ရတယ်။ decode လုပ်တယ်ဆိုတာမူလသတင်းအချက်လက်ဖြစ်အောင်ပြန်လုပ်တာ။ bind the receiver receiver ဘက်ကပြန်လုပ်တယ်။ The system is claimed to be reliable. ဒီ system တခုက claim ပြောတာ to be reliable စိတ်ချရပါတယ်လို့ပြောဖို့အတွက်ဆိုရင် and effective only errors are minimized system g တစ်ခုက reliable စိတ်ချရတယ် and effective ထိရောက်တယ်လို့ပြောဖို့အတွက်ဆိုရင် only errors are minimized အမှားအယွင်းနည်းနိုင်သမျှနည်းရမယ် within the process ဒီ process ကြီးအတွင်းမှာအမှားမပါလာရအောင်ပါရင်လည်းအနည်းဆုံးဖြစ်ရ example electronic communication system မှာဘာတွေပါတယ်လဲဆိုရင် ်အင်တာနက်အင်တာနက်ကတော့ကမ္ဘာကြီးတစ်ခုလုံးဆက်သွယ်ထားတဲ့ကွန်ရက်ကြီး Public Switch Telephone Network Public Switch Telephone Network Telephone Net လူအများဆက်သွယ်ထားတဲ့ system ကြီးရှိမယ် Intranet and Extranet ဟို Internet ကြီးကတကမ္ဘာလုံးနဲ့ဆိုင် Intranet နဲ့ Extranet ကကြတော့သူက private အဖွဲ့အစည်း တစ်ခုကပဲပိုင်တယ်အဲ့ဒီပိုင်တဲ့အထဲမှာမှာ intranet လို့ပြောရင်အဲ့ဒီအဖွဲ့အစည်းရဲ့အတွင်းအစအုံတစ်ခုအတွင်းမှာပဲရှိတဲ့လူတွေသုံးလို့ရမယ် extranet ဆိုရင်အဲ့ဒီအစအုံရဲ့အဲ့ဒီအဝန်ဝိုင်းရဲ့အပြင်ဘက်ကလူတွေကိုလည်းပေးသုံးထားတယ် internet က public ဘယ်သူမှဆိုသုံးလို့ရတယ် smart home system ဆိုတဲ့အဓိပ္ပာယ်ကတော့ online ကနေပြီးတော့အိမ်ကို သို့မဟုတ်အစာအုံကိုထိမ့်ချုပ်လို့ရတဲ့စနစ်ကြီးကိုပြောတာ and television television တို့ပါဝင်ပါတယ်